င်္ဂလာနနက်ခင်ပါယေရှုဂယုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွေ့ဖူးချိန်ကတော့25ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်လေရုရေသွေးကတာမန်ဖြစ်ပါတယ်တနိတာလုံးတွေ့တိမ်ထူတက်ပြီးနေရာနဲ့ပြားမိုးထစ်ကြုံရပါမယ်ပြည့်စုံဖူးချိန်ကတော့33ဒီဂရီရှိမှဖြစ်ပါတယ်နေ့စဉ်ဝိပ္ပုခြင်းလင်းပြား အောက်တိုဘာလ3ရက်တောက်ကြနေ2025ဖရာတကူတော်သည်ပေးသနာတော်မူပြီးဒီကချက် ရှင်ပေသူဩဝါဒစာဒုတိယဆောင်မှခွန်အားယူရများ အပိုင်း1ဖတ်ရန်ကျမ်းချက်ရှင်ပေသူဩဝါဒစာဒုတိယဆောင်ခန်းကြီး1ခန်းငယ်1မှ17ယေရှုခရစ်ကျွန်ငါရှိမုံပေသူသည်ကဲတင်တော်မူသောရှင်ငါတို့ဖျားသခင်ယေရှုခရစ်ဖြောက်မှတ်ခြင်းတရားကိုငါတို့သည် ယုံကြည်သည့်ဤသူမျက်စွာသောယုံကြည်ခြင်းကိုရသောသူတို့အားကြားလိုက်ပါ၏ဖျားသခင်ကို၎င်းငါတို့သခင်ယေရှုကို၎င်းတည်သောဉဏ်အားဖြင့်ယေရှုတော်နှင့်ညီသက်ခြင်းသည်သင်တို့၌များပြားပါစေသော ထိုသို့နှင့်ညီငါတို့ကိုဘုံတကိုးတော်နှင့်ခေါ်တော်မူသောဖျားကိုတည်သောဉဏ်အားဖြင့်ငါတို့အားအသက်ရှင်ခြင်းဖျားဝတ်၌မှုလျော်ခြင်းနှင့်ဆက်ဆိုင်သောအရာရှိသမျှတို့ကိုဖျားတကိုးတော်သည် ပေးတနာတော်မူပြီးထို့သို့သောအားဖြင့်လည်းအလွန်ကြီးမြတ်၍ပိုးထိုက်သောဂရိများကိုငါတို့၌အပ်ပေးတော်မူပြီးအကြောင်းမူကားထိုဂရိတော်များကို အမိပြု၍သင်တို့သည်လောကီတတ်မဲ့ခြင်းမြင့်ခြင်းနှင့်ကင်းလွတ်သည်ဖြင့်ဖျားပကတိကိုဆက်ဆံရသောသူဖြစ်ကြမည်အကြောင်းသည် ထို့သို့လို့ငါသင်တို့သည်ယုံကြည်ခြင်း၌သီလကို၎င်းသီလ၌ပညာကို၎င်းပညာ၌ကာမဂုဏ်ချုပ်တည်ခြင်းကို၎င်းအ ကာမဂုဏ်ချုပ်တီးခြင်း၌တီးခန့်ခြင်းကို၎င်းတီးခန့်ခြင်း၌ဘုရားဝတ်ကိုပြု၍မှု့လျော်ခြင်းကို၎င်းထိုမှု့လျော်ခြင်း၌ညီကိုစုံမဲ့ခြင်းကို၎င်းညီကိုစုံမဲ့ခြင်း၌ချစ်ချင်းမြတ်တာကို၎င်းအလွန်ကြိုးစားအားထုတ်၍ထက်ဆင့်ကြလောအကြောင်းမူကားထိုပါရမီတို့သည်တင်တို့၌ရှိ၍ကျွယ်ဝလင်ငါတို့သခင်ယေရှုခရစ်ကိုတိကျွမ်းခြင်း၌မပြင်းရိပ်စေခြင်းက၎င်းအကျိုးမဲ့မပြည့်စေခြင်းက၎င်းပြုပြင်တတ်ကြ၏ ထိုပါရမီနှင့်ကင်းသောသူမူကားမျက်စိကံဤကိုမျက်စိကိုကိုပိတ်ဤမိမိအပြစ်ဟောင်းစေးကြောကြောင်းကိုမေ့လျော့ဤထိုကြောင့်ဤကိုယ်တို့ကိုတင်တို့ခံရသောခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကိုတည်မြဲစေခြင်းကတာ၍ကြိုးစားအားထုတ်ကြလောတို့ပြုလျင်ရွေးလျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍ငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ဤထာဝရနိုင်ငံတော်ထဲသို့ဝင်စားခြင်းခွင့်ကိုတင်တို့အား ကျွယ်ဝစွာ ပေးသနာတော်မူလတံရှေလုကခရွင့်ကြံခန်းကြီးတိတ်ခဲငယ်49အကိုးနှင့်ပြည့်စုံတော်မူသောဖခင်သည်အံ့ဖွယ်သောယေရှုတော်ကိုငါအားပြုတော်မူပြီးထိုဖခင်၏နာမတော်သည်ယိုဒီဘွယ်ဖြစ်တော်မူ၏ဒီနေရာမှာတော့ရှင်ပေတရုသည်ခရစ်ယာန်ရဲ့ယုံကြည်ခြင်းခရီးစဉ်မှာဘလို့ကြီးထွားရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ်ခန်းငယ်1ကနေ၄မှာပေတရုက ယုံကြည်သူတွေကို အဖိုးထိုက်တန်တဲ့ယုံကြည်ခြင်းကို ခံရတဲ့သူတွေလို့မိတ်ဆက်ပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဖျားတကူတော်ကပေးသနာတော်မူတဲ့အဖိုးမပြတ်နိုင်တဲ့စုကျေစုတွေဘလို့ရှိတယ်ဆိုတာကိုပြသနေခြင်းဖြစ်ပါတယ်။ယုံကြည်ခြင်းအပြင်ဖျားသခင်ရဲ့တကူတော်နဲ့ယေရှုတော်ကိုခံစားရတယ်။အဲ့ဒီဖျားသခင်ရဲ့တကူတော်အပြင်ကျွန်တော်တို့ကိုခေါ်ယူတော်မူတဲ့ဖျားသခင်ကို ရှင်းရှင်းလင်းလင်းသိလာတဲ့ ။နောက်ပြီးတော့မှဖျားဝတ်နိုင်မွေလျောခြင်းဟာဘလို့တန်ဖိုးရှိလဲဆိုတာကိုလည်းပြတ်သားတယ်။နောက်ပြီးတော့အလွန်ကြီးမြတ်ပြီးတော့မှ အဖိုးထိုက်တဲ့ဂရီတွေကိုလည်းယုံကြည်သူတွေစီမှာအပ်ပေးထားခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဖျားပေးတဲ့ဂရီတော်တွေကိုအမိပြုခြင်းအပြင် လောကီညစ်ကြေးတွေတတ်မဲ့ခြင်းတွေကင်းစင်ပြီးတော့မှဖျားပဂတိကို ထိတွေ့ဆက်ဆံမိတ္တာရဖွဲ့ဝိပုက္ခိုးွယ်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဆက်လက်ပြီးယုံကြည်ခြင်းအရာမှာပဲရက်တက်မနေဘဲနဲ့အဲ့ဒီယုံကြည်ခြင်းပေါ်မှာအခြားကောင်းတဲ့အရာတွေထပ်ပေါင်းထည့်ရမယ်။သီလနဲ့ကောင်းတဲ့ခြင်းတွေ၊ဉာဏ်ပညာတွေ၊အိမ်ဒီစောင့်ထိန်ခြင်းတွေ၊တီးခန့်ခြင်းတွေ၊ဖျားတရားကိုင်ဆိုင်ခြင်းတွေ၊ညီကိုချင်းချစ်ခြင်းမေတ္တာသာမကလူခတ်သိမ်းကိုချစ်ခြင်းမေတ္တာကိုလည်းထပ်ဆင့်ပြီးတော့မှယုံကြည်ခြင်းပေါ်မှာတည်ဆောက်ဖို့ရန်ဖြစ်ပါတယ်။ယုံကြည်ခြင်းပေါ်မှာအရိယာတွေကိုတည်ဆောက်တဲ့အခါမှာ ရဝိညာဉ်ရကြီးထွားမှုကိုပြတာတဲ့လက္ခဏာတွေဖြစ်တဲ့ဒီရည်ချင်းနေရှိလာတဲ့အခါမှာသူတို့ဟာဝိညာဉ်တည်တည်တဲ့သူတွေအသက်တာမှာအကျိုးရှိစွာဆောက်လွယ်နေတဲ့သူတွေဖြစ်လာမယ်လို့တိုက်တွန်းထားပါတယ်။ခိုင်းငယ်ရှိကနေဆက်တဲ့မှာတော့ဒီရည်ချင်းနေမရှိတဲ့သူတွေဟာမျက်စိကွယ်ပြီးတော့မှဖျားသခင်ကသူတို့ကိုရွေးကောက်ခြင်းခေါ်တော်မူခြင်းနဲ့ဆိုင်တဲ့အရာကိုမေ့လျော့တယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီရည်ချင်းတွေကိုတိုးပွားအောင်ကြိုးစားရမယ်။ အဲ့ဒီခါမှာပြန်ပြီးတော့မှရင်းရင်ရွေးလျော့တာတွေကနေကင်းစင်ပြီးတော့မှဖျားသခင်နိုင်တည်ပြီးတော့မှသခင်ယေရှုခရစ်နဲ့အတူထာဝရနိုင်ငံတော်ထဲကိုဝင်စားခြင်းခွင့်ကိုကျွယ်ဝစွာကျွန်တော်တို့ကိုပေးသနာတော်မူမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်ခရစ်ယာန်သက်တာမှာရရှိလက်ခံထားတဲ့ယုံကြည်ခြင်းပေါ်မှာတည်ဆောက်ပြီးတော့မှအဲ့ဒီယုံကြည်ခြင်းကိုအခြေခံပြီးတော့မှဖျားသခင်နဲ့သက်တဲ့စိတ်တော်ဓာတ်တွေခြင်းစိုက်တွေကိုတက်ကြွစွာ ဝေးမြူလှုပ်ဆောင်ပြီးတော့မှ ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာတွေကိုဆက်လက်ပြမဝင်စားပြုံးမှာဘုရားနဲ့နီးကပ်စွာမိတ္တရာဖွဲ့နေဖို့လိုပါတယ်။သူတို့ပြင်အခုလိုခက်ခဲတဲ့ကာလမှာဘုရားတကူတော်အားဖြင့်လွှမ်းခြုံပြုံးမှာလေးနက်တဲ့မိတ္တရာနဲ့ဆက်လက်ရှင်သန်နေဖို့အထူးလိုပါတယ်။ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်ကိုလည်းကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါအားလုံးကိုကျမ်းမာခြင်းနဲ့ပြည့်စုံစေပါ။ အထူးသဖြင့်သာဓုမြန်မာနိုင်ငံကိုကောင်းချီးပေးပါဘေးကင်းလုံခြုံစေပါ လူငယ်တွေအထူးသဖြင့်ကိုရရှင်ပြင်ဆင်ခွဲကားရမှုပါဒါရိုက်တာတွေပြည့်ရင်ချင်းမှသာဓုမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုပြန်လည်ကယ်တင်ကောင်းချီးပေးပါသာရဲမောင်မိုင်းတကူတွေကိုကိုရရှင်ပယ်ရှားပါနာဇရက်မြို့သားယေရှုဖျားနာမဖြင့်တရမမြန်နိုင်ငံကြီးကိုကောင်းချီးပေးပါရယ်ကိုရရှင်ဖျားကိုရတိုင်အုပ်စုရဲ့ညီသက်ချင်းတရားမျှတခြင်းဖျားသခင်ရဲ့တကူတော်နဲ့ပြည့်စုံသော ရှင်းကြံပြုမှုတွေကိုလုံဆောင်နိုင်တဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်စေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးသနာရမှုပါအထူးသဖြင့်ယုံကြည်သူ ခရိယန်တွေဒီဖရာလောရဏီတက်ရှင်ပြီးယုံကြည်ခြင်းမှာကောင်းတဲ့အကျင့်တွေကောင်းတဲ့လားလာတွေကိုထပ်ဆင့်တည်ဆောက်ပြုတော့မှာဖရာရဲ့ကျေးဇူးတော်ကိုမမေ့မလျော့ပဲနဲ့တိုးပွားပရမမီပတ်ဝန်းကျင်ကိုကာကွယ်နိုင်သောကောင်းကြီးပေးနိုင်သောကေတင်ချင်းကိုဝေမျှနိုင်သောတက်တာပိုင်ရှင်တွေဖြစ်စေဖို့ကောင်းကြီးပေးသနာရမှုပါမြည်ကြောင်းနဲ့ မြန်မာနိုင်ငံကြီးကိုလည်းလွတ်လပ်ခြင်းခွင့်ကိုပေးသနာရမှုပါမြည်ကြောင်းသခင်ယေရှုခရစ်တော်ဖျားကြီးနာမတော်မြတ်ကိုမြည်